ျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရခိုင်ပြည်နယ်ရခိုင်ပြည်နယ်ကြတော့အာအခုစစ်တွေကိုလုံးနေလေစစ်တွေကို AA စစ်သွေးကြောင်အုပ်စုတွေစစ်တွေကိုလုံးနေပါလားစစ်တွေကိုသူတို့သူတို့သွားပြီးတော့အဝေးရနေပြီးတော့ဟောင်းဝင်းစနဲ့လှမ်းလှမ်းပစ်တယ်နော်ပစ်တဲ့ခါကျတော့ထိပါတယ်ထိတယ်ဆိုတာလူနေရက်ွက်တွေဟဲ့လားမြို့ကိုလှမ်းလှမ်းပစ်တာဟုတ်ပစ်တဲ့ခါမှာစစ်တပ်ကလည်းအဲ့ဒါကိုကြိုသိတော့မလုပ်ထားလဲဆိုတော့ သူတို့တည်ထားမှာစစ်တပ်ကသူတို့ကိုပေးလိုက်တဲ့လက်နက်တွေဆိုတာအဲလက်နက်တွေပေါ့ပေးလိုက်တော့မဟုတ်ဗျာစစ်တပ်စီကသူတို့ရသွားအချိုးချောင်ရသွားလက်နက်တွေဆိုတာစစ်တပ်ရဲ့တပည့်အဆင့်ပဲရှိသေးတယ်စစ်တပ်ကသူတို့ကိုလာပစ်တယ်ဒုံးလုံးလာပစ်သွားတာပစ်လို့ရှိရင်အဲ့နေရာကိုလေရင်နဲ့သွားတာဒရုန်းနဲ့တော့မသွားဘူးဒရုန်းလေရင်နဲ့သွားပြန်ကျဲတာပေါ့ဘယ်နေရာပြင်နေဒီကောင်ကြီးကဖွက်လို့ရတဲ့နေရာမှမဟုတ်တော့နော်အဲ့တော့ပစ်တဲ့နေရာရဲ့အားလုံးကိုကင်းထောက်လေရင်နဲ့ထောက်တယ်ထောက်ပြီးတော့အေးအေးပစ်တဲ့နေရာရဲ့အားလုံးကိုပြန်ပစ်လို့ဆိုတော့ တနည်းအားဖြင့်အခုချိန်မှာအကဲဆန်းနေတယ်တစ်ဖွဲ့နဲ့တစ်ဖွဲ့ကအဲ့တော့ AA ကတော့သူ့ရှိတာလေးနဲ့လာပြစ်တယ်ဟောင်းဝင်းစ်လေးဒီလက်နက်ကြီးနဲ့လာပြစ်တယ်အဲ့ဒီချိန်အဲ့ဒီပြစ်တဲ့နေရာကိုစစ်တပ်ကနေပြီးတော့လေရင်နဲ့ပြန်ပြီးတော့ကျဲတယ်ရန်ကုန်အဲ့တော့ပထမတစ်ခေါက်ပြစ်လိုက်တဲ့ခါကျတော့ AA စစ်သေးကြလော်ပီတရားဘာပြောလဲဆိုတော့မှတ်ထားတယ်တချို့လည်းပြောတာတွေ့တယ်နော်ဟုတ်လားအဲ့တော့မှတ်ထားတယ်နောက်ထပ်ဘာပြောလဲဆိုတော့အားတဲ့ကောင်းနေဟိုဟောမစော AA က လက်နက်ကြီးတွေနဲ့ပြစ်နေပြီတဲ့အဲတိတ်မကြောက်ညက်နေလာတော့ကြာကျွန်တော်တို့တခါမှမကြဘူးဗျာအဲ့လိုချီလက်နက်ကြီးဘာတိုင်းလည်းမသိဘူးဗောနော်ဘာလက်နက်နဲ့ဘလို့ပြစ်လိုက်လဲတော့မသိဘူးဒါပေမဲ့တေချာတခုကတော့အေးတော့တော်တော်လေးအီစလန်ဝေသွားမှတေချာတယ်စောင့်ကြည့်တော့ဗျာစစ်တွေကိုရနိုင်မရနိုင်ဆိုတော့ဒါပေမဲ့စစ်တွေကိုလည်းတို့တက်မလို့ကပြေဝအာကာကွယ်နေမှာပါဗျာနော် မင်္ဂလာပါကိုကြီးမောင်လည်းကျမ်းပါပါဒါကတော့စစ်တွေအခြေအနေပေါ့အဲတိတ်မကြခင်အခြေအနေမှာ AA စစ်သွေးကြအနေနဲ့ဘယ်သူတွေကိုထက်ရင်ဆိုင်အောင်လဲဆိုတော့ရင်ဆိုင်မဲ့အနေနဲ့ AA အတွက်ကြီးလို့မှာသေးတယ်အခု AA ကစစ်မျက်နှာတွေကဘယ်ဘက်ချမ်းနေထိရောက်နေလဲဆိုရင်မကွေးဘက်လည်းမကွေးဘက်လည်းသူကစစ်မျက်နှာဖွင့်ထားတယ်အထူးထူ AR ဘက်လည်းစစ်မျက်နှာဖွင့်ထားတယ်ရခိုင်ဘက်လည်းစစ်မျက်နှာဖွင့်ထားဆိုသူကစစ်မျက်နှာနေရာတိုင်းမှာဖွင့်နေရတယ်ထို့ပြင်မြောက်ပိုင်းမှာလည်းအော်ဒေတာခံဒီဘောမတ်ပရကောမစာချင်းပဒတ်တွေနဲ့အင်းနဲ့ပေါင်းပြီးစစ်မျက်နှာဖွင့်တာပြန်တယ် ဲ့တော့စစ်တွေကိုလည်းစစ်မျက်နှာဖွင့်တာအေးအေးကတော့စစ်မျက်နှာဗျာများနေပြီတိတ်မကြခင်မှာအေးအေးအတွက်စစ်မျက်နှာကြီးကြီးမားမားတစ်ခုထပ်ရင်ဆိုင်အောင်မယ်အဲ့ဒါကအခုအဲမောင်တော်ပေါ့ဘူဒီတော်မောင်တော်ဘက်ကဒေသခံမွတ်စလင်တွေပေါ့ဒေသခံမွတ်စလင်တွေကအခုဆိုရင်လူစုလက်နက်စုအင်အားစုပြီးတော့နော်တင်တန်းနေကောင်းကောင်းပေးနေပါပြီတိတ်မကြခင်မှာတိုက်ပွဲကြီးကြီးမားမားပေါ့ဒီမွတ်စလင်တွေဘက်ကလည်းဖော်ဆောင်လာမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့ အီအီကတော့ရင်ဆိုင်ရမှာတော့ပိုးစုပတ်ဆက်ရင်ဆိုင်ရလိမ့်မယ်အဲ့တော့စစ်တပ်အနေနဲ့ကဥမင်းအောင်လိုင်းအနေနဲ့ကလည်းအီအီနဲ့ပတ်သက်လာလို့ရှိရင် ပြတ်သားဖို့လိုတယ်ဗမော်မာကချင်ကိုနော်ကချင်စစ်သေးကြအဖွဲ့ AKIA ကိုပြတ်သားသလိုအီအီကိုပြတ်သားဖို့လိုတယ်အီအီကိုမပြတ်သားဘဲနဲ့အီအီကိုပေးကျင်လုံးလို့ဟုတ်လားပေးကျင်လုံးလို့မတိဖာသာပေးနေလဲမတိုက်ခိုင်းနဲ့ပြဆော့ဆော့စီစီတဲ့ကစစ်တပ်တွေအကုန်လုံးပြန်ဆုတ်ခိုင်းလိုက်ကျွန်တော်နားလေပေးလို့ရတယ်နော်နားလေပေးလို့ရတယ် အဲတော့ပါတော့ညာလည်းပဲအခုလိုမျိုးအခုလိုမျိုးဟိုရအောင်ဒီရအောင်နော်မူရဂီကူရဂီဆူရဂီလောက်နေတာငကားစကားနဲ့ပြောတော့စေးသုံးတဲ့ချက်တွေအမြဲမှန်ပါတယ်တဲ့ဘာလိုက်မှုမရှိဘူးတဲ့ကိုမောင်ပြောနေတာတဲ့ကျမတို့ကျေစွပါတယ်တရင်ချက်လက်ရရှိမှုလည်းအမြဲမှန်ပါတယ်အညာချောင်းမှာ PDF တွေတရားကျော်မသားပေါ်သွားဟုတ်ပြီဟုတ်ပြီအဲ့ဒါလည်းကျွန်တော်ကြားပါတယ်ချောင်းဦးမှာနော် ။ဒါချောင်းနဲ့ပတ်သက်ပြီးတော့သိလာတော့မသိဘူးနော်။မုံရမုံရနဲ့ကတ်တာဟုတ်။ကတ်တော့မုံရအတွက်အရန်ကိုရေးကြည့်နေအချင်းဖြစ်တယ်လေ။အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းစီရေးရလည်းအရေးယူဖို့လေ။ဘာပြောဆိုလာတာလေးရှိရလေ။ကျွန်တော်ကလည်းနောက်မှပဲချောင်းနဲ့ပတ်သက်ပြီးပြောမိသေးလားတော့ပါမယ်ထင်ပါတယ်နော်။အဲ့တော့အခုစေရေးရအရေးယူမှုတွေမှာတိတ်တွေ့ရပါတယ်နော်အဲ့တို့ကလည်းတို့ပဲလေဗျာနော်ပြည်သူစစ်ကိုသွားတိုက်တာ哦သွားတိုက်တဲ့ခါကျတော့အားနေတယ်ပြည်သူစစ်ဆိုတာမျိုးဟာမှတ်ထားစစ်တပ်ကစစ်တပ်အနေနဲ့မင်းတို့ ဖြစ်နေတာပြည်သူစစ်ကနာမည်ကြီးနေတာပြည်သူစစ်ဆိုတာမျိုးသူအသေးခံပြန်ချတာအဲ့တော့ပြည်သူစစ်ကိုသွားပြီးဆန်းတယ်လေပြည်သူစစ်ကအသေးခံပြန်ချတယ်ပြီးတော့တက်တဲ့ပူပေါင်းပြီးစော်ထိုက်တဲ့ခါကျတော့ချောင်းဘက်မှာ PDF တွေတော်တော်များများကျပါတယ်အားလုံးပြန်ပြီးထိမ့်သိမ်းနိုင်ခဲ့ပါပြီနော်အဲ့တော့အခုမောင်နှောဘက်မှာအဲဒီပေါ့နော်ဒေသခံမွတ်စလင်တွေပေါ့ဒေသခံမွတ်စလင်တွေကဒုက္ခသည်စခန်းပေါ့နော်ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကဒုက္ခသည်စခန်းတွေမှာလူတွေအင်အားစုထားတယ် အဲ့ဒီမှာပဲစစ်တင်တန်းနေပေးနေပြီအဲ့ဒီမှာပဲစစ်တင်တန်းတော်ဝင်မှာနေရာပေးထားတယ်ပေးပြီးတော့ရှင်စုစည်းမယ်စုစည်းပြီးတော့အဲဘလိုဖော်မဲ့စစ်သေးကြအေးစီကနေသူတို့ရဲ့လုံချုံရေးသူတို့ရဲ့လွတ်လပ်ခွင့်နော်အဲသူတို့ရဲ့လုံချုံရေးတော့သူတို့ပြန်ပြီးတိုက်ရမှာအခုဆိုပြန်တိုက်ပြန်တိုက်ဖို့ကတော့အစင်သစ်အစင်သစ်နေပါဖြစ်နေပြီတိတ်မကြခင်ဖြစ်လာနိုင်ပါတယ်နော်တိတ်မကြခင်ဖြစ်လာနိုင်တယ်အဲ့တော့အဲ့တော့ကြည့်ကြသေးတာပေါ့ဟုတ်လားအဲစစ်တပ်ကပဲဒီစစ်သေးကြတွေကိုစစ်သေးကြအေးအေးကိုပညာပေးနိုင်တာအခုအေးအေးဘွားက ဘလောက်ထိအောင်ဖြစ်နေလဲဆိုလို့ရှိရင်ဘယ်ကောင်းလဲသူများငါးလာခုဖမ်းအောင်မှာဘာမှသွားမလို့ရနိုင်တဲ့ဘဝရောက်နေပါတယ်နော်အဲ့တော့အေအေကသူတို့တည်ထားမှာသူတို့ကအကန့်အသတ်ရှိတယ်သူတို့မှရေတက်မရှိဘူးသူတို့မှလေတက်မရှိဘူး drone အစုပ်ပဲ့လေးတွေပဲရှိတယ်အဲ့ဒီအတွက်ကြောင့်မို့လို့သူတို့ရဲ့ဒီပြည်နယ်ကိုခုခံပိုင်စွမ်းကအာဝနေတယ်သူတို့မှာပြည်နယ်မှာအာသာချက်ကတခုပဲရှိတယ်အဲ့ဒီအာသာချက်ကပြည်သူကြားထဲမှာခိုအောင်ပြီးတော့ပြည်သူကိုတစားကန်လှုပ်ပြီးတော့နော် ပြည်သူကိုမှိုင်းတိုက်ပြီးတော့နေထိုင်နိုင်တာပဲရှိတယ်။ကျန်တာတော့ဘာမှအေးအေးကအစွမ်းရှိတဲ့အဖွဲ့အစည်းမဟုတ်ဘူး။စစ်တပ်ကညာနေရလဲဒီပြည်သူကိုထိမှာဆိုတော့ညာနေတာပဲဖြစ်တယ်လို့ကျွန်တော်သုံးသပ်တယ်။အဲ့တော့အဲ့တော့သူ့လိုမျိုးပေါ့နော်။အာစာနဲ့ဒီအလုံးသောမွတ်စလင်လက်နက်ကိုင်တွေအလုံးစုပေါင်းပြီးတော့တိုက်ခိုက်လာမယ်ဟဲ့ဆိုလို့ရှိရင်တော့အေးအေးရဲ့ခံနိုင်ယူစောင့်ကြည့်ရတာပေါ့လေနော်။အဲ့တော့မြန်မာပြည်သားအားလုံးစောင့်ကြည့်ရတာပါဟုတ်လား။ အဲ့တော့อืมမင်္ဂလာပါတဲ့မင်္ဂလာပါเนาะဟုတ်ပြီအဲ့တော့ဒီကျွန်တော်စစ်တွေနဲ့ပတ်သက်ပြီးတော့စစ်တွေတောင်ဖြစ်ပါလားရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့ဗောနော်ဒီအေအေဂျုံတွေ့လာရနိုင်တဲ့စီးရဲကတော့တော်တော်ကြီးပါလားတင်ကြခင်မှာမွတ်စလင်နဲ့ကိုင်တွေရဲ့မိမိရဲ့ကျိုးဗောနော်မိမိရဲ့ဒီခွင့်ရေးကိုတာခုခံကာကွယ်တဲ့အဲခုခံကာကွယ်တဲ့ဒီတံမြန်ထိုးစစ်တွေလည်းရင်ဆိုင်ရလာနိုင်တယ်เนาะ ဒါပေမဲ့တော့စစ်တပ်ရဲ့တံမြန်ထိုးစစ်ကတော့ဥမင်းအွန်လိုင်းပေါ့နော်ဒီရခိုင်ပြည်နယ်ပတ်သက်ပြီးတော့ဘလောက်ပြတ်သားလဲဆိုတဲ့ပုံမှာမူတည်ပါတယ်အဲ့တော့ကချင်ပြည်နယ်မှာဗမော်မှာပေါ့နော် KIA နဲ့ဒီ PDF နဲ့ AA အုပ်စုတွေကိုပြတ်သားသလိုရခိုင်ပြည်နယ်မှာပြတ်သားခဲ့မယ်ဆိုရင်ဒီလိုမျိုးဖြစ်เสียဘာအကြောင်းမှမရှိဘူးလို့ပြောရမှာပါနော်อืม ဟုတ်ပြီအဲ့တော့မောင်လေးရေသတင်းကိုအမြဲတစေစောင့်ကြည့်ပါကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ပြီအဲ့တော့ဒါရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီးကျွန်တော်ပြောခဲ့ခုစီရေးဘဏ္ဍာစီရေးနေရာဘဏ္ဍာနေရာရှိသွားပြီလားကျွန်တော်တို့ဘကိုးဘက်ကစီရေးနေရာကိုလည်းကျွန်တော်ပြောခဲ့ပြီးပြီအဲ့ဒီမှာလည်းစီရေးအပြည့်ခန်းစစ်ကောင်းပါတယ်ပြန်ပြီးတော့ထိုးစစ်ပြန်ဆင်နေပါပြီကြားလို့မရတဲ့နေရာကိုအင်အားတွေထပ်ဖြည့်တယ်အင်အားတွေတော်တော်များများလေးရောက်ပါတယ်ရောက်တဲ့အတွက်ကြောင့်မို့လို့အင်အားတွေထပ်ဖြည့်ပြီးတော့ထိုးစစ်ဆင်တဲ့ခါမှာထိုးစစ်လည်းပြန်ပြီးတော့အလုပ်ဖြစ်နေပါပြီနော်အဲ့တော့မတရားပဲလေအေးစစ်စစ်ပါနော် ဟိုရလက်ကောင်းတယ်ဇီးထက်ပို့ပြီးရလက်ကောင်းကိုပဲရှည်တယ်မရီယာကမရီယာကပြောပြောမယ်ဆိုမရီယာကညံ့လေးလို့ပဲဖြစ်လေမရီယာကမြေပြန့်ဖြစ်တယ်လေနော်တချို့ဒီဘက် တောင်နေတော့ရှိတာပေါ့အဲသူ့ပါတော့လေဒီတောင်နေကစစ်တပ်ရဲ့လက်နက်ကိုခုခံနိုင်တဲ့တောင်နေတော့မဟုတ်ပါဘူးတောင်မှာပြိုပလိုက်လို့ရပါတယ်နော်အဲ့တော့မရီယာဘက်လည်းစီရေးအဖြစ်ကျွန်တော်တို့တိုင်းနာတစ်ခုထိကစစ်တပ်နဲ့တပုံနဲ့ဟာသူချကိုချပဲလို့ပြောလို့ရတယ်အဲ့တော့ဗမာအခြေအနေကတော့တိတ်ကောင်းတယ်နော် အဲပြီးတော့ရင်တော့စစ်တွေပေါ့စစ်တွေအချိန်တွေကလည်းကျွန်တော်ပြောပြီးပြီနော်သူဆန်းကိုဆန်းနဲ့လက်နက်ကြီးတွေလေးနဲ့ပြန်ချနေပါလားဟုတ်ပြီ ကျွန်တော်တို့နောက်ထပ်နောက်ထပ်ဘယ်ကိုသွားရမလဲဆိုရင် ARD အဆက်ပေါ့နော် ARD ဆက်မှာဖြစ်နေတဲ့အချိန်တွေကတော့ပြင်ဆင်ချင်ရမယ်ကျွန်တော်ဆိုကျွန်တော်ရဲ့ခေါင်းစဉ်တိုင်းပေါ့ဗျာတောက်ချိုးလေးတွေရှိနေတယ်အဲ့ဒါကဘာလဲဆိုတော့လေအခု ဟိုစစ်သေးကြသတင်းမီဒီယာမှာအများအတက်နေတယ်။344ပေါ့344ဆိုအမြောက်တက်ဘာမှရှိလဲဆိုတော့ငတိုင်းချောင်းဘက်မှာရှိတယ်။ရေကြီးငတိုင်းချောင်းဘက်မှာရှိတယ်နော်။အဲ့တော့အဲ့ဒီအဲ့ဒီ344ကိုသူတို့ကလည်းအရာတိုက်မှာပဲဖြစ်တယ်။ဒီစစ်သေးကြသဘုံတွေကအရာကတ်နေတယ်။ကတ်တဲ့ဟာကိုဥပမာပြောဝိုင်းနာပြီးတို့မကြခင်ရတော့မယ်ဆိုပြီးတော့ဒီစစ်သေးကြမီဒီယာတွေအွန်လိုင်းပေါ်မှာစုနေတာတော့ရှိတယ်။ဒါမြေပြင်အခြေအနေကိုကျွန်တော်ဆက်လက်ပြီးတော့လေ့လာကြည့်တဲ့အခါမှာအတို့ထင်တော့မလွယ်ပါဘူး။မလွယ်ဘူး။မလွယ်တဲ့ပြင်ကို အဲ့ဒီ3လေးကပြစ်ချက်နေကောင်းလို့ဗောနော်ဟိုစုတွေပါတယ်အောင်စုတွေစုတော့လက်တော်တွေအောင်မှချင်းမြင့်လိုက်တယ်လို့ကြားသိရတယ်ဗောနော်အဲ့ဒါသိကောင်းတယ်အဲ့တော့3လေးရဲ့ဟိုစီနန်းစစ်မျက်နှာလို့ပြောလို့ရတယ်အဲ့ဘယ်လိုခေါ်မလဲကျွန်တော်တို့ဒီစကန်နေဗောစကန်နေရှိတယ်မြောက်စန်းစကန်လို့ဗောလို့ဆိုတော့စကန်ထုတ်ထားတာဗောအဲ့စကန်နေကိုလာတိုက်ရင်စစ်တပ်ကနေပြီးတော့နှမ်းပြီးတော့ပြစ်ပြစ်ကူတွေဒီ3လေးလေးရတဲ့ပြစ်ကူတွေပေးတယ်ဗောဗျာနော်အဲ့တော့ အဲခတ်တာကအဲ့ဒီမှာပြဿနာလေးတချို့ရှိတယ်အဲ့ဒီပြဿနာပြင်ရမယ့်တောက်ချိုးလို့တော့ပြောရမှာပေါ့ဗျာနော်ပြစ်ချက်တွေထိရောက်တာလည်းမှန်တယ်အဲဒါပေမဲ့အဲ့ဒီမှာရှိနေသောပြူဟာမှုကနေစပြီးတော့အာလုံသောစစ်တီတွေအတူယူရမှာကဗမော်အတူယူရမှာဖြစ်တယ်ဗမော်မှာရှိနေစကခ21မူကြီးပေါ့နော်ဒီပုံကိုအတူယူစေချင်တယ် ဒါမဲ့တော့အဲ့ဒီပုံကိုယ်တွေနဲ့ခမရလူစီကဗျူဟာမူးလို့ဘာလို့လဲနှိုင်းရှင်ကြည့်မယ်ဟေးဆိုလို့ရှိရင်ညီရင်တဲ့ကျွန်တော်ရတဲ့တဲ့ချက်လိုက်ရဆိုလို့ရှိရင်စန့်ကျင်ဘက်ဖြစ်နေတယ်။ဟိုကစာကက27မူကြီးကဘမော်ကိုတိုက်မယ်ဆိုတာလေတိထားတယ်။တိရတဲ့အတွက်ကြောင့်မို့လို့ကြိုတင်ပြီးတော့စီစဉ်ထားပုံတွေကရိတ်ခါခဲယံပြီးတော့စစ်တီတွေကြားမှာစီလုံးမှုညီညွတ်မှုဘလောက်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဘလောက်ထိလဲဆိုရင်ညီကိုမောင်နှမအရင်ဆက်ဆံမှုမိသားစုရင်ဆက်ဆံမှုမျိုးတိဆောက်ထားပြီးတော့ကို ခုခံနေတာရိတ်ခါတွေဘုံတာလည်းမရှိဘူးเนาะလက်နက်ခဲရနဲ့ပတ်သက်လာလို့ရှိရင်လည်းတည်တည်ချာချာ view site ပြီးတော့ပေးတယ်ပေးတင်းတော့ကိုပေးတဲ့အခြေအနေမျိုးတွေရှိတယ်အဲ့တော့အဲ့ဒါကြောင့်မို့လဲကျွန်တော်တို့ဗမော်ဟာစံပြဖြစ်နေအောင်မြင်နေရဖြစ်တယ်ဒါပေမဲ့တော့အဲ့ဒီရဲ့စန့်ကျင်ဘက်ဖြစ်နေတာကကျွန်တော်တို့ဒီတုံးလေးလေးပတ်ဝန်းကျင်မှာဖြစ်ရှိနေတယ်မြောက်ဆန်းတို့ဘက်တော့မှဖြစ်နေတယ်အဲ့တော့မြေပြင်စစ်တီတွေရဲ့ခန်းစားချက်လေးတွေကလည်းကျွန်တော်တို့ခန်းစားချက်ဖြစ်ရလိမ့်မယ်အဲ့တော့အခုပေါ့နော် ရည်ပြည့်စစ်တည်ရဲ့ညီးတွားမှုလေးတွေကျွန်တော်တို့ကြားသိနေရတယ်စစ်တည်ရဲ့ကိုတဲ့နော်ဟိုလက်နက်ပေါ့ကြီးကြီးခဲရန်လူတလောက်ကိုမချပြဘူးအဲရခိုင်နဲ့ပတ်သက်လာလို့ရှိရင်အချိုးမပြေဘူးလို့ကျွန်တော်အမြဲတမ်းပြောတယ်ရခိုင်မြစ်စစ်တည်ရဲ့အများစုညီးတာပါလဲဆိုတော့စစ်တည်ရဲ့အများစုညီးတာကအဲခဲရန်ကိုလူတလောက်မချပြဘူးမပြစ်ခင်တဲ့ကကြီးစံကိုကြီးနေရရေတွက်နေရတယ်အဲ့တော့ ကိုစစ်တီတွေကတနည်းအားဖြင့်ပြောရမယ်ဆိုလို့ချင်းဒီစခန်းမှာရှိနေတဲ့ခဲရံတွေကစခန်းနောက်ဆုံးလို့ရှိရင် AA ကိုပေးဖို့ကြိုတင်စီစဉ်ထားတဲ့ပုံစံမျိုးတွေဖြစ်နေတယ်။အဲ့ဒီအတွက်ကြောင့်မို့လို့ပြူဟာမှုကလောက်ငယ်သားတွေပေါ်မှာ sorry อืมခဲရံလုံးဝမပေးဘူးပေးရပေးတယ်ပေါ့လို့တော့မပေးဘူးပေါ့ဗျာနော်လို့တော့မချပေးဘူးမချပေးရတဲ့အကြောင်းမို့လို့ပြည့်ရပြည့်ရတဲ့အတိုင်းသားတွေမှာနည်းနည်းလေးအကန့်အသတ်တွေရှိတယ်နော်တပုံကို တပုံတွေကလည်းဒီကြားထဲကဘယ်လိုခေါ်မလဲဆိုရှင်တက်တာကဇမ်ဘီတွေလိုပဲเนาะဇမ်ဘီတွေလိုပဲဆိုတော့ခေါင်းမထိမချင်းမသိဘူးတဲ့เนาะတပိုင်းပြက်နေတာမှတစ်ဖက်နဲ့ပြက်နေတော့မယ်ဆိုတော့ဘာဆေးတွေဘယ်လိုမှီဝဲထားလို့လည်းမသိဘူးဗျာเนาะအဲ့တော့ခဲရနဲ့တေချာမချပေးတဲ့ခါကျတော့မြေပြင်စစ်တီတွေအားမရှိဘူးပဲဗျာနော်အဲရခိုင်နဲ့ပတ်သက်လာရခိုင်မြေနယ်ကစစ်တီတွေအများစုညှိတွားတာကတော့အဲ့ဒီဘျူဟာမှုတွေကခဲရန်ကိုတေချာမချပေးပဲနဲ့စခန်းဆုပ်တဲ့ခါကျတော့အဲ့ခဲရန်เนี่ยအပုံတိုင်း AAC ကိုရောက်သွားတယ် ဲ့တော့ AA ကလက်နက်ဆက်ရုံမရှိဘူးเนาะဘယ်ကကြည်စံတွေရနေလဲခင်ဗျားတို့စဉ်းစားကြည်စံဆိုတာတိုက်ပွဲတစ်ပွဲတစ်ပွဲမှာပြည့်ရတဲ့ကြည်စံကနည်းတာမဟုတ်ဘူးဒါတွေကဆက်ရုံကြီးတရုံလောက်ကိုဆက်ရုံကြီးတရုံကနေတေးချာထုတ်ပြီးတော့မထောက်ပံ့နေပဲနဲ့ AA ကပြစ်လို့ရမှာမဟုတ်ဘူးလေเนาะအဲ့တော့တနည်းအားဖြင့်စစ်တပ်စီကရတဲ့ကြည်တွေပဲသွားနေမှာပဲအဲ့တော့ရခိုင်ပြည်နယ်မှာလောက်ငယ်သားတွေကြည်စံကို တစ်ချင်တိုင်းပြစ်ပိုင်ခွင့်မရဘူး။ဒါမဲ့လည်းစခန်းသိမ်းခံတဲ့ခါကျကြည်စံနေရအကောင့်တိုင်း AA လက်ထက်ကိုပါသွားတယ်ဆိုတဲ့ခါကျတော့ AA ကိုအဓိကကြည်စံထောက်ပံ့ပေးနေတာကတော့ဥမင်းအွန်လိုင်းရဲ့စစ်တပ်ဥမင်းအွန်လိုင်းရဲ့ဗျူဟာမှုတွေပဲဖြစ်နေတယ်။အဲ့တော့ဥမင်းအွန်လိုင်းကိုယ်တိုင်ပဲပေးခိုင်းတာလား။ဒါမှမဟုတ်ရှင်လေ။ဥမင်းအွန်လိုင်းရဲ့ဒါထက်တကူထွားနေတဲ့တရင်မှုထက်တကူထွားတတ်သောတရင်မှုကြော်လို့ပြောလို့ရတယ်လို့နော်။ဥမင်းအွန်လိုင်းတက်တကူထွားနေသောဟုတ်လား။ခင်ဗျားတို့ရက်ကီတာလမ်းစီ လိုက်နေသူများလားเนาะအဲ့ဒါကတခုတစ်ချက်ဖြစ်တယ်နောက်တစ်ချက်နေနဲ့ကရှေ့တန်းမှာအခုစစ်တီလေးတွေပေါ့เนาะအဲ့ဒီကျန်တဲ့နေရာမှာစာကားက20တိဝမ်မှာကဲမိသားစုဆန်တယ်เนาะကျွန်တော်ဘတ်ပေါ်မှာဒါမှမဟုတ်အခု ARE ဘတ်ချမ်းမှာကတော့အလေကလူတွေလှုပ်ရှားနေတော့ကျွန်တော်ကြားသိရတယ်ဆိုတော့ကျွန်တော်ကအခုတပုံကစစ်တိုက်တယ်တပုံကအဲ့ဒီတပုံမှာတပုံရွာတွေရှိရတယ်မှာ တပုံရွာတွေကနေပြီးတော့ချက်ကျွေးတယ်ကောင်းကောင်းကျွေးတယ် special ကျွေးပြီးတော့စစ်တိုက်တယ်တက်မလို့ကစစ်တိုက်နေရတဲ့စစ်တီလေးတွေကဘလို့ဖြစ်နေဆိုတော့တနေ့ကိုတဲ့နော်ထမင်းစားချိန်ကတနာရီကျော်နှစ်နာရီလောက်မှထမင်းရောက်တယ်ဆိုတော့တရက်ကိုနှစ်နှစ်ကိုနော်ဘလို့ခေါ်မဆိုတော့နှစ်နှစ်ကိုတနက်နဲ့ပေါင်းစားနေရတဲ့ဘဝဖြစ်နေတယ်အဲ့ဒီအချိန်ညမှသာစားစရာကလာပြီးတော့စားတဲ့အစားအစာကလည်းကြုတ်တလုံးကို၃ရောက်ညစားနေရတယ်နော် တယောက်ကအသားတူနှစ်တုံးလောက်မသိဘူးအဲ့လေမြစားနေရတဲ့ပုံစံဖြစ်နေတယ်စားရေးအရန်ကိုဆင်းရဲနေတယ်ဘာလို့မြထားပါတော့ဗျာရခိုင်ပြည်နယ်လိုမျိုးဟိုရိတ်ခါဖြတ်ခံထားလို့ရှိရင်တော့ဒါတမျိုးပေါ့ဗျာနော်အဲတမျိုးပေါ့ရှိပါသေးပေါ့ဗမာလိုမျိုးရိတ်ခါဖြတ်ခံထားရင်တော့ဒါကျွန်တော်နားလေပြီးလို့ရတယ်နောက်ကနေရိတ်ခါကိုလူတော်ပို့လို့ရတဲ့ ARI အဆက်အဲ့လိုနေရာမျိုးမှာကိုစစ်တီတွေအစားတောက်ဆင်းရဲတယ်ဆိုတာကတော့ခမရတို့တွေ လုတ်ပုံကင်ပုံတွေကတော့လွဲနေသလားပေါ့အရိခာလမ်းကြောင်းတွေဖြတ်ခံနိုင်တဲ့မျိုးလေးကနော်အခုဒီလိုမျိုးရိခာပေးလို့ရတဲ့နေရာမှာဒီရိခာကိုနော်နှစ်နှက်စာကိုတစ်နှက်စာပဲစားဆိုတော့တစ်နှက်စာအတွက်ကဒါစစ်တက်တစ်ခုလို့အသုံးစရိတ်နဲ့ကြီးလိုက်မယ်ဆိုရင်တစ်နှက်စာတစ်နှက်စာကိုကျွန်တော်တို့မရှိဘူးဆိုလို့ရှိရင်ဗျာစံပန်းအိတ်သွားမလဲနော်စစ်တီဘယ်နှယောက်စာတဲ့စံပန်းအိတ်သွားမလဲအဲ့စံအိတ်တွေအားလုံးကစံအိတ်ဈေးကဘယ်လောက်ရှိလဲနော်ကျွန်တော်တွက်ကြည့်လိုက်မယ် စာအိတ်တည်းရဲ့ဈေးနှုန်းဆိုကျွန်တော်ဘယ်လောက်ရှိလဲအခုကျွန်တော်မေးချင်တယ်ဗျာဟိုတာမန်ဆန်ပေါ့ဗျာနော်အစ်တင့်စားကောင်းတဲ့ဆန်ပေါ့ဆန်တည်းရဲ့ဆန်ဘယ်လောက်ရှိလဲဗျဈေးနှုန်းကျွန်တော်ချက်လိုက်ပြောလို့ရရင်ပြောပြပါဦးဒါကြောင့်ကျွန်တော်နဲ့နည်းနည်းလှမ်းဝေးရဗျာနော်ကျွန်တော်အပြည့်စုံမြေပြင်ကိုတီးပြီးချက်ယူပါအခုကျွန်တော်တီးပြီးချက်ယူပြရတယ်စာအိတ်တည်းရဲ့ဈေးနှုန်းဘယ်လောက်ရှိလဲဗျာပြောပါဦး อืมตะเต็งเนี่ย2000แล้วตะเต็งเนี่ยซ้ายก็ก็เนี่ยซ้ายซ้ายมั้ยเนาะဟုတ်ပြီตะเต็งเนี่ย3000ဟုတ်ပြီအဲ့တော့ဒီမှာပေါ့ဗျာเนาะတနက်စာမပေးလိုက်ခြင်းအားဖြင့်တနက်စာမစားတက်မလို့သားကြီးတနက်စာထမင်းတနက်ရှော့စားလိုက်ခြင်းအားဖြင့်စာအိတ်ဘဏ္ဍာအိတ်လဲစာအိတ်1000ဆို3000ကျော်တယ်เนาะအမတိတ်စာအိတ်တရားဆိုလို့ရှိရင်တော့မနေဘူးလို့ပြောပြမှာเนาะ sorry 2000เนาะ ဲ့တော့စာအိတ်တအိတ်ကိုဘယ်လောက်လောက်ရှိနေပြီလဲဟုတ်လားအဲ့တော့ဒါတွေကဘယ်လိုဖြစ်နေလဲသမင်းတနက်ပဲစားရတဲ့အခြေအနေမျိုးတွေရှိတယ်ကြဲဥတလုံးကို၃ရောင်စားနေရတဲ့အခြေအနေတွေရှိတယ်အဒီထက်ပိုပြီးစိုးတာကတဲ့နော် ရှည်တန်းရောက်စစ်တီလေးဆိုတော့ဗျာစားစားတော့အဆင်မပြေလို့ရှိရင်မိဘစီပြတ်မှားတာရှိတာ哦မိဘကလမ်းမီပို့လိုက်တာရှိတယ်။ဘာကြောင့်ဟုတ်တယ် ARV set ဆိုတဲ့ခါကျတော့ပို့လို့လွယ်လွယ်လေးလေးဗျာနော်။ရိတ်ခါဘာမှပြက်စရာအကြောင်းမရှိဘူး။ နောက်ငယ်သားတွေကိုကောင်းကောင်းကြွေးပြီးကောင်းကောင်းထားရမှာဒါမဲ့လေနောက်ကနေမိဘပို့လိုက်တယ်မိဘပို့လိုက်တယ်ဆိုတော့ဟုတ်တယ်ရှေ့ရန်သူတို့ကရှေ့ရန်ကာရင်းစကန်းတယ်ဆိုတော့ဒီဘယ်ကဘယ်ကနေပြီးတော့ဖြန့်ဝေပေးမယ်ဆိုတော့ကျွန်တော်ကြည့်ရမယ်ဆိုရင်ဒီညမှာဖြန့်ဝေတို့ရမယ်စကန်းဆိုတော့ကျွန်တော်သုံးလေးလေးပဲမြင်တယ်သုံးလေးလေးဆန္ဒဆုရတဲ့သူတွေပေါ့ဗျာနော်အဲဆုရတဲ့သူတွေကနေပြန်ပြီးဖြန့်ဝေပတ်မှရမယ်သူပါတော့လည်းပဲတားရီရောက်လာဆိုတော့ပို့လိုက်ပြီအပို့လိုက်ပြီဆိုတော့ဒီရိတ် နောက်ကနေပို့လိုက်တဲ့အကျော်လှော်လေးတွေကဘယ်မှာသွားပြီးတော့ရက်နေလဲတန့်နေလဲအဲဒါတွေအားလုံးခင်ဗျားတို့ဗျူဟာမူကနေစပြီးတော့စစ်ဆေးပေးဖို့လိုတယ်လို့ကျွန်တော်တို့သုံးသပ်လို့သုံးသပ်တယ်ပေါ့နော်မဟုတ်ဘူးဆိုလို့ရှိရင်တော့အလဲရကောင်တွေအကောင်လုံးကရိတ်ခါတွေပေါ်မှာနော်တွေ့ရနိုင်စားဖောက်စားဆိုလည်းမကောင်းသေးဘူးဗျာနော်ငပိကျော်နော်ပေါ်စမ်းမွေးအဲ့ တော့ရဲဘော်လေးတွေကတနာစရာပေါ့ကောင်တနာဖို့ကောင်းပါလားတာဝန်ယူမှုတာဝန်ခံမှုကြမရှိကြဘူးတဲ့ဟုတ်ပြီအဲ့တော့ကျွန်တော်အခုလက်ရှိပေါ့နော် ARV ဇက်မှာစစ်တီတွေနံပါတ်၁ချက်နေနဲ့စစ်တီတွေအစားတော့ဆင်းရတာဟာတဘာဝမကြောက်တနေ့ကိုတနေ့တည်းစားရတယ်ဆိုတော့တဘာဝမကြောက်ဘူးနော်အဲ့နောက်တစ်ခုနောက်တန်းကနေပို့လိုက်တဲ့ရိတ်ခါလေးတွေအဲအလေမဟာအလေမဟာဟိုဂျောင်းကက်ဒီဂျောင်းကက်ဖြစ်နေရလေးရာလေ သဘာဝမကြဘူးဟုတ်လားခဲရန်ကိုလူတလောက်မထုတ်ပေးနိုင်မင်းနဲ့နေစားမဆုံးတာကြည်စံနေရောင်းစားဆိုအရှိတမ်းမှာဘယ်မှာသွားရောင်းစားမလဲเนาะအဲ့လည်းသဘာဝမကြဘူး